ယေရမိအနာဂတိကျမ်းအခန်းကြီး35အငယ်1မှ19ယုဒရှင်ဘရင်ယောရှိသားယောယကိမင်းလက်ထက်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာသည်က သင်သည်ရေခတ်အမျိုးသားတို့အိမ်သို့သွား၍သူတို့နှင့်နှုတ်ဆက်ပြီးမှပေးမန်တော်အခန်းတခန်းတည်းသို့ခေါ်သွင်း၍စပြည့်ရီကိုတိုက်ပီးလို့ဟုမိန်တော်မူသည့်အတိုင်းငါသည်ဟာဘဇိညာသားဖြစ်သောယေရမိဤသား ရာဇညာမှစ၍သူ၏ညီအကိုတို့နှင့်သားများအပေါင်းရေခတ်အမျိုးသားအပေါင်းတို့ကိုခေါ်၍ဗိမ္မာန်တော်အတွင်တကားဆောင်ရှလုံသားမာတိယဤအခန်းအပေါ်မူတော်မတ်တော်စီဝေးရာအခန်းနာမှာဖျားသခင်ဤလူဤကဒါလိတာဟာနန်ဤသားတို့နေသော အခန်းတဲတို့ ဆောင်းသွားပြီးလျှင် ထိုရေခတ်အမျိုးသားတို့ရှိ၌စပြစ်ရည်နှင့်ပြည့်သောအိုးများနှင့် ခွက်ပလာတို့ကိုထဲ၍စပြစ်ရည်ကိုတောက်ကြပါဟု သူတို့အားဆို၏သူတို့ကလည်းအကျွန်ုပ်တို့သည်စပြစ်ရည်ကိုမတောက်ပါအကြမှုကအကျွန်ုပ်တို့အမျိုး၏အဖရေခတ်၏သားယောနဒက်ကတင်တို့မှဆ၍တားစင်မြေဆက်တို့သည်စပြစ်ရည်ကိုမတောက်ရကြအင်ကိုလည်းမဆောက်ရမျိုးစေ့ကိုလည်းမကျဲရ စပြည့်ဥယင်ကိုလည်းမဆိုင်ရမရှိစေရကြသင်တို့သည်ဧည့်သည်ဖြစ်လျက်နေသောပြည်၌အသက်တာရှိမိအကြောင်းတသက်လုံးတဲနှစ်သာနေရကြမည်ဟုအကျွန်ုပ်တို့ကိုမှားထားပါပြီထို့ကြောင့်အကျွန်ုပ်တို့သည်မယားသားသမီးနှင့်တကွာတသက်လုံးစပြည့်ရေကိုမတော့ နေစရာဖို့အိမ်ကိုလည်းမဆောက်စပြည့်ဥယင်မရှိလေယာမရှိမျိုးစေ့မရှိတဲနှစ်သားနေ၍အကျွန်ုပ်တို့အမျိုး၏အဘရေခတ်သားယောနဒတ်မှထားသည်မသောစကားကိုနားထောင်လျက်အဘယောနဒတ်မှထားသည်မအတိုင်းပြုကြပါပြီဘာဘူးလုံရှင်ပြည်နေဘုခနေစာသည်ဤပြည်သို့လာသောအခါအကျွန်ုပ်တို့ကလာကြ ယေရုရှလင်မြို့သို့သွားကြကုန်အံကာလဒဲစစ်သူရဲတို့နှင့်ရှုရိစစ်သူရဲတို့ကိုကြောက်เสียရှိသည်ဟုအချင်းချင်းပြောဆို၍ယခုယေရုရှလင်မြို့၌နေကြပါသည်ဟုဆိုကြ၏ထို့အခါထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယူရမိသို့ရောက်လာ၍ဣသရေလအမျိုး၏ဖျားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကသင်သည်ယူဒပြည်သူယေရုရှလင်မြို့သားတို့ရှိရာသို့သွား၍သင်တို့သည်ငါ့စကားကိုနားထောင်အံ့သောငါဆုံးမခြင်းကိုမခံကြသလိုဟုထာဝရဘုရားမိန့်တော်မူ၏စပည့်ရီကိုမတောက်ရဟု ရေခတ်သားယောနဒတ်သည်မိမိသားတို့၌ထားသော ပညာစကားအတိုင်းသူတို့သည်ချင့်၍ယနေ့တိုင်အောင် စပြည့်ရီကိုမတောက်ပဲနေလျက်အဘဤပညာစကားကိုနားထောင်ကြ၏ငါသည်စောစောထား၍သင်တို့ကိုအထက်ထက်ပြောတော်လဲသင်တို့သည်ငါစကားကိုနားမထောင်ကြငါဤကျွန်ပရောဖက်အပေါင်းတို့ကိုလည်းငါသည်စောစောထား၍သင်တို့ရှိရာသို့အထက်ထက်ဆေးလွှတ်လျက်သင်တို့အတိအတိလိုက်သောအတ္တမလန်းကိုရှောင်ကြလော တင်တို့အကျင့်ကိုပြုပြင်ကြလောအခြားတစ်ပါးသောဖျားနောက်သို့မလိုက်ဝတ်မပြုကြနှင့်ဤစကားကိုနားထောင်လျင်တင်တို့နှင့်တင်တို့ဤဘိုးဘီတို့အားငါပြီးသောပြည်၌နေရကြလိမ့်မည်ဟုမှားလိုက်တော်လဲတင်တို့ဒီနားကိုပိတ်လျက်ငါစကားကိုနားမထောင်မဲနေကြပြီရေခတ်သားဖြစ်သောယောနဒက်ဤသားမီးတို့သည်မိမိတို့အပအမှားထားသောစကားအတိုင်းကျင့်ကြ၍ဤလူမျိုးသည် ငါစကားကိုနားမထောင်တော့ကြောင့်ဣတရီလအမျိုးကြီးဖျားသခင်ကောင်းငင်ဘူးကြီးအရှင်ဖျားသခင်ခြားရဖျားမိန်တော်မူသီကငါသည်ချင်းသမျှတော်ဘေးဥပတ်တို့ကိုယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့အပေါ်သို့ရောက်စေမိအကြောင်းမူကား ငါပြောတော်လဲသူတို့ဒီနားမထောင်ကြခေါ်တော်လဲမထူးကြဟုမိန့်တော်မူ၏ရေခတ်အမျိုးသားတို့အားလည်းယေရမိဆင့်ဆိုသောဣသရီလအမျိုး၏ဖျားသခင်ကောင်းကင်ဘုရားအရှင်သာရဖျား၏အမိန့်တော်ဟုမူကားသင်တို့ဒီသင်တို့အဘယောနဒတ်၏ပြည့်ညက်စကားကိုနားထောင်၍ သူစီရင်ထုံးပွဲသည်။အတိုင်းကျင့်ဆောင်သောကြောင့်ရေခတ်တာရောနှက်တဲ့အမျိုး၌ငါအမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟုဣတရီလအမျိုး၏ဖျားသခင်ကောင်းကင်ဘုရားအရှင်သာရဖျားမိန့်တော်မူ၏အာမင် God bless you